ကြာနေကြောမမလေးသူ့လိုမိန်မအပိုင်းနှင့်ရွှေရောင်တို့ဖြင့်ဝင်းဝေဖြိုးလက်ထိုးထွက်နေသောဆန်တော်ရှင်စီတီတော်ကြီးကြောင့်ပြည်ဤကျက်တီမှာတက်ဖြိုးဝင်နေလေတဖက်ကန်၌ဖိုးတောင်ကြီးကမိမိတော်ရိတ်တောင်ရိတ်တို့ဖြင့်ဖျားနေမျိုးကိုမိုး၍ညှို့မိုင်းအောင်ဆိုင်ထားလေရာတွေ့ရသူတိုင်းချမ်းမြေ့ဤမြတာရလှပါပြီစိတ်ကံတို့မြင်နေရတော်လေတင်မောကြီးမှာဗောဓရနာတို့ရုတ်ချင်းမကန်နိုင်မင်း တရွေ့ရွေ့တဖြည်းဖြည်းလုံနေသည်ကိုဥချစ်ဆွေကမရင့်မရက်မချစ်မရဲဖြစ်နေလေဖိုးဦးတောင်ကြီးကိုမြင်ရတဲ့ကပြီကိုဖြင့်ဆင်ရွယ်ဖျားဖူးမီဟိုဒိတ်ထန်ပြူ၏အဝိစာတက်များလေလေကသင်မော်ဦးတွင်ထွက်ရရကြီးလေကလားတွေကတပြုံကြီးရစ်ထဲသို့ခုန်ဆင်းကြလေသင်မော်ကျိုးများဆွဲရေးစိတ်ကံနှင့်ချီနောက်ပြီးကြမှာသင်မော်ဆက်တန်ရတန်သွားလေဦးချစ်ဆွေသည်ကန္နဖူးမှတစီတစင်း တက်စီကားတစီငားကဖရာသူထွက်ခဲ့လေမြို့တွင်အချိန်ကောင်အောင်လဲပက်ခဲ့ပြီးနောက်တင်မောစိတ်တို့ပြန်လာခဲ့ဥက္ကန်းထဲသို့ဝင်လေဝင်ချင်းမိမိတယောက်တည်းစိုးစံလာခဲ့သောအခန်းကြီးမှာအဲပရိသတ်များရောက်ရနေကြသည်ကို တွေ့လေအဲ့တဲ့များမှာဥရောပလူမျိုးနှစ်ယောက်နှင့်မြမမိမတယောက်ဖြစ်လေမြို့ထဲမှာမိတ်ဆွေအင်းကဘိုက်ပြေအောင်စားတော်လာခဲ့သည်ဖြစ် ညစာမပင်စားတော့မြည်ကြောင်ဝိုင်အားမှားကြကမိမိအခန်းကလေးထဲသို့ဝင်၍တကားပိတ်ထားလိုက်လေ၏မိမိရောက်လျင်ရောက်ချင်းပင်တင်မောလည်းပြီးစိမ်မှထွက်ခွာလာခဲ့မောမောနှင့်အိပ်ပျော်သွားသည်ဖြင့်ညနေဆောင်မှနိုးလေ၏ဤချိုးရန်ထွက်ခဲ့ရာဘုံနေရောက်ဖေကစားနေသည်ကိုသာတွေ့ရလေမြမမိမကိုကမတွေ့ရခြင်းအဝိစာများလဲပြီးလင်အခန်းထဲမှာတော်တော်နေမထွက်သေးပဲမိမိဖို့တစ်တာနဲ့သာနှီးနှောတိုင်ပင်နေလေ၏ ။သတင်းစာတွေထည့်လိုက်ရင်တော့ပေါ်လာမှာပဲ။ရေနံချောင်းရောက်မှာပဲ။သတင်းစာတိုက်ကိုကြော်ညာပို့လိုက်မယ်။လိပ်စာကိုရေနံချောင်းမှာချိန်ရမှာပဲ။မဖြစ်သေးဘူးလေ။ပဋိမာဘယ်နေ့ပဲရရှိမယ်ဆိုတာပါထည့်ချိန်မှာပဲ။တစ်တာကိုဂင်တွေစိတ်ထဲကဤတို့ပြောပြနေလေ။ညတိုင်းညတိုင်းတိတ်ဆိတ်နေတော့ခန်းကြီးမှာရည်တန်းတို့နဲ့ယနေ့ညအသက်ဝင်ရလာလေ။ကျန်းတွင်ခင်းထားသောခန်းလုံးပြေကော်စောနီကြီးနှင့်ထွန်းထားသောမီနီရောင်တို့ကြောင့် တခန်းလုံးလှပနေုံတွင်မကားပဲကြက်တည်းပါရှိ၍နေလေမကြမီကပတိန်လည်းတက်ရောက်လာကဧည့်သည်များနှုတ်ဆက်ပြီးညစာဆိုင်ရန်ထိတ်ဆုံးကလပ်ထိုင်တွင်ဝင်ထိုင်လိုက်လေဧည့်သည်၃ယောက်နဲ့ဦးချစ်စွေကဗိုလ်တယောက်နှင့်တစ်ဖက်ကရှင်ရွေးဝင်ထိုင်လိုက်အခြားဘုံမှာတစ်ဖက်ရှိကပတိန်နှင့်ကက်လျက်နေရကလပ်ထိုင်နိုင်မထိုင်မေ၎င်းကလပ်ထိုင်နှင့်ရှင်လျက်ကလပ်ထိုင်တွင်ထိုင်ချလိုက်လေ အသည်သည်နေရာယူပြီးကြတော့ကတကားချက်တန်တန်နဲ့တကွာမိမတယောက်ထွက်ပေါ်၍လာလေရာအားလုံးပင်လမ်း၍ကြည်ကြလေစင်ဒီပါချက်သွေးလုံးကြီးကိုဝစ်စင်းနဲ့ပူပဝါရဲရဲကြီးကိုလွှမ်းချုံကအိမ်ရရရရှောက်၍လာလေအခန်းထဲမှာရှိရှိသမျှအောင်တို့ကထိုမိမရဲ့ဝတ်ထဲကိုဟပ်၍နေလေရာတကိုယ်လုံးတွင်ပဒံများတွေ့ရရှံ၍နေလေရင်းကျက်သောအိမ်တွေတိတ်တိတ်ခါအိမ်တွေကြောင့်အသက်ရွယ်မခံမနိုင်တော့လေ ကပ္ပရင်ကိုပြုံး၍နှုတ်ဆက်လိုက်သောအခါ၌က39နှစ်အသက်20ရွယ်လောက်ထင်မှန်ရလေပထမတော့ဘုကတော်ဟူအောင်မိခဲ့ရသမင်းဝိုင်းတွင် ကပ္ပတိန်ကအားလုံးနှင့်မိတ်ဖွဲ့ပြီးမှမိမိတို့ကဲ့သို့ခီးတဲ့ဖြစ်မှန်ကိုသိရလေမော်လမြိုင်မှမမျက်လေးဟူကပ္ပတိန်မိတ်ဖွဲ့ပြီးရနိုင်ဦးချစ်ဆွေပြီးကဘုကမြမပြီကိုယခုရောက်ဖို့၍မေးပြစေခမညာမြမမပဲလားဟိုမမျက်လေးဟာတယိုတသေးမီလေး မမျက်လေးကပြင်းပြုံးကလေးဖြင့်ကောင်းကျင်၍ပြလိုက်။နားထဲတွင်ပန်ထားသည့်စိတ်ကလေးလက်သွားသည့်အတွက်ချုံမွေလာပါသည့်မျက်နှာကိုပိုပြီးကြက်တည်းရှိသွားလေ။ဘာကြောင့်ဒီလိုမေးရလဲ။ဟိုကပတိန်ကထိုဘိုးအားလှမ်းမေး။ကျုံမြမပြည်ကြောင့်အင်္ဂလန်မှာဖတ်ခဲ့ဘူးတယ်။စာအုပ်တိုင်းမှာတွေ့မြင်ရတဲ့ရုပ်ကဒီကရုပ်လက္ခဏာမျိုးမှမဟုတ်ဘဲ။ရှင်မြင်ခဲ့တဲ့ရုပ်လက္ခဏာမျိုးကဘလို့ပုံတန်တန်နဲ့မြင်ခဲ့ဘူးတလဲ။ဟိုမက်မြက်လေးခက်လေးလေးလှမ်း၍မေးလိုက်။ တချို့စာအုပ်တွေထဲမှာတော့ကြည်လို့ကိုယ့်ရုပ်ကိုင်ရနိုင်တဲ့အဖိုးထိုက်ထိုက်တန်တန်မဟုတ်ပဲဝတ်စာမျိုးတွေဝတ်ထားပြီးမွေးချာချာမျက်နှာပြားတွေပဲအခုတော့ကြုတ်ကိုအများကြီးအံ့ဩစေခဲ့တာပဲအင်္ဂလန်ကိုပြန်သွားရင်မြန်မာပြည်မှာဒီလိုရုပ်ရင်တဲ့မိမမျိုးမဟုတ်တဲ့မြန်မာမတွေရှိတယ်လို့ရှင်ပြောနိုင်ပါမလားဘာဖြစ်လို့ကြုတ်မပြောနိုင်ရမှာလဲဘာကြောင့်လဲဘာကြောင့်လဲမြန်မာပြည်ကိုရှင့်လိုပဲရောက်လာကြတဲ့ဥရောပတိုက်သားတွေအများကြီးပဲရှိတယ် မြန်မာပြည်မှာကိုအခြေစိုက်ပြီးနေကြတဲ့လူတွေလည်းအနန္တောအနန္တာပါပဲသူတို့ဟာမြန်မာပြည်ကိုမရောက်ခင်ကရှင့်လို့ပါပဲသူတို့အရင်ရင်ရောက်ခဲ့တဲ့လူရေးတဲ့စားအုပ်ထဲကပုံပန်းမျိုးကိုပဲမြန်မာလူယူဆခဲ့ကြတယ်။နောက်ရရှိလာများနေလာကြတော့အခုရှင်တိတလို့ပါပဲမြန်မာတွေကတွေးခဲရတဲ့ပုံမျိုးတွေမဟုတ်ဘူးဆိုတာအမှန်ကိုသိကြတယ်ဒီလိုသိသွားတဲ့လူတွေဟာအင်္ဂလန်သာပြန်သွားကြရော ကျမအပြင်တစ်ခါမှရှင်တို့အင်္ဂလန်ကထုတ်တဲ့စာအုပ်တွေထဲမှာမြန်မာရုပ်အမှန်ကိုပြောင်းလဲဖော်ပြတာကိုမတွေ့ရအောင်မြန်မာပြည်ဆိုရင်ဖျားပုံနဲ့ရှုခင်းနဲ့တဲဆုံနဲ့ကိုယ်ယောကာယဆုံဆုံနုံနုံဝစ်စားထားတဲ့မြန်မာမရှင်ပြောသလိုမမွဲချောချာမျက်နာပြပြနဲ့မြန်မာမအဲ့ဒီလိုပုံတွေပဲထက်တလဲလဲထဲနေကြတာပဲမြန်မာပြည်မှာရှင်တို့လူမျိုးတွေအများကြီးနေကြပါလဲနဲ့ဒါဟာတခြားတိုင်းပြည်တွေကိုလှည့်စားတာလားသဘောယိုးနဲ့မှားတာလားဆိုတာ ရှင်တော်မြမပြည်ပေါ်မှာထားတဲ့စိတ်စေတနာကိုမသိနိုင်အောင်ကျမဖြစ်ရတယ်။ကပ္တိန်မှာတစုံတစ်ခုကိုစဉ်းစားရင်းစိုက်၍နားထောင်နေလေ။ဘိုင်ကလားများသည်တပကံမီတပကံစွဲထိုးရန်အနားတွင်ရက်၍စောင့်နေကြသည်။ယောက်ျားသုံးယောက်စလုံးပင်မိမိတို့ရှင်မောင်မှပွဲကိုမှနိုင်ကြပြီ။ဓာနီခရင်ကိုသာကင်လျက်မမျက်လေးအကြီး၍နားထောင်နေကြလေ။မမျက်လေးကအစာမပြတ်အပြောမပြတ်တိမ်တိမ်မွေ့မွေ့စားလျက်လေးလေးနက်နက်ပြောနေပုံကို ပုံနှောက်တင်မဟုတ်ပဲဦးချစ်ဆွေပင်အံ့ဩလေးဘလို့စိတ်တဘောနဲ့မှဟုတ်မယ်မထင်ပါဘူးကြုတ်ထင်တာကတော့ရာဇဝင်ရရွှေရှိကပုံတန်းတွေကိုဖော်ပြတာပါပဲဟိုကပတိန်ကဝင်ရွေထောက်လေးမမျက်လေးကငုံရစားနေရမှာဒါဖြင့်နှင်းမြတ်သလားနီးလန်းကြသလားဟိုမော်ရည်မိလိုက်သည်မြည်သူမျှရုတ်တရက်အဖြစ်မပေးကြပြီမမျက်လေးကပင်ဆက်လက်၍ရှိရှိကပုံတွေကို1934 35ထုတ်တဲ့စာအုပ်မှာ အခုမြန်မာပြည်လို့ထည့်သွင်းဖော်ပြနေဒါဟာနီးလန်နီးမှန်လမ်းမှန်ဖြစ်တယ်။ရာဇဝင်လမ်းကြတယ်လို့ယူဆဖို့မမြင်နိုင်ဘူး။ရာဇဝင်သဘောအရရှိရှိကပုံလို့ကပ္တိန်ကပြောတာဟာလေရှိရှိတုန်းကလည်းအခုလိုပါပဲ။မြန်မာပြည်မှာအဆင့်တန်းမြင့်တဲ့အမျိုးအဆင့်တန်းနှိမ့်တဲ့အမျိုးချမ်းသာတဲ့လူစင်းရဲတဲ့လူအစားအစာရှိခဲ့တာပါပဲ။ဟိုတုန်းကခီးသွားရင်နေလှရင်ပုံရိုက်တဲ့မျက်နှာဖြူတွေဟာလွယ်လွယ်နဲ့အပေါ်ဆုံးရိုက်ခွင့်ရတဲ့အင်တန်စင်းရဲတဲ့လူတွေကိုရိုက်ယူသွားပြီ။ ဒါမြန်မာလူမျိုးဆိုပြီးကဘာကိုပြကြတာပဲသူတို့ဟာနန်းတော်ထဲကမြို့တော်ထဲကပြတ်သက်ထဲကတိုက်ထဲကအိမ်ထဲကနေတဲ့သူတွေရဲ့ပုံတွေကိုရဖို့ခင်းရင်လေတော့နန်းမပေါ်ကလွယ်လွယ်နဲ့ရသွားတဲ့ပုံတွေကိုပဲပေါ်ပြကြတော့တာပဲအားလုံးပင်ပြုံကြလေအထူးသဖြင့်ဦးချစ်စွေကအပါတရပြုံရင်းနေသည်ရှူရှေးကနန်းတော်ထဲကပုံတွေနန်းတော်ထဲကအုံဆောင်နေအင်္ဂလန်မှာရှိနေပါတယ်ဟိုကပတိန်ကတက်တည်ပြလေမှန်ပါတယ် ပြတိုက်ထဲမှာရှင်တို့လုံလုံချုံချုံတင်ထားကြပါပြီတဲ့အားလုံးပင်ရတန်ထွက်အောင်ရီမောလိုက်ကြလေသည်မမျက်လေးပေကဘူကဆက်၍ပြောပြန်ဘီလက်ကရောက်လာခါစားကမြမပြီမှာလူမျိုးပေါင်းစုံရောတွေ့ရလို့မြမစစ်စစ်ကိုတွေ့ချင်တာနဲ့မိတ်ဆွေအေးပိုင်တယောက်ကိုကြုတ်ပြောတယ်နေလဲသွားတဲ့တနေ့သူနဲ့ခေါ်သွားတယ်ရွာတရွာကိုတင်းမော့ဆိုင်တော့အသက်50လောက်ရှိတဲ့မြမကြီးတင်းမော့ပေါ်ကဆင်းလာတယ်သူ့စပင်ရှိကိုထုံးပြီးအဝတ်တစ်ခုနဲ့ပတ်ထားတယ်သူ့ခြေထောက်မှာဖက်နဲ့မရှိဘူး သူ့ရုပ်ရည်ရလည်းဝဝလင်လင်မဆားရတယ်လို့ပဲမွဲချောက်ပိန်လိမ့်နေတယ်။ကျုပ်တို့ရောတွေ့တွေ့ချင်းတင်းမောကြပေါ်မှာဒူးထောက်ပြီးရှစ်ခိုးတယ်။အဲ့ဒီလူဟာရွာတကြီးပဲ။အဲ့ဒါမြမအစ်စ်တဲကဆိုလို့ကျုပ်တောင်ဓာတ်ပုံရိုက်ကူးခဲ့သေးတယ်။ရှစ်ခိုးနေတဲ့ပုံရိုက်ဖို့အရေးပိုင်ကသွေးမဆောင်ဘူးလား။ဟိုမျက်နာတီတီနေမမျက်လေးကဖြက်၍မေးလိုက်။လူမျိုးချမများနေဤတို့ပြောနေရပြီ။မိမိကဲ့သို့သောမြမလူမျိုးတယောက်ရှိသေးသည်ကိုအားရှိတဲ့ကဲ့သို့ဦးချစ်စွေအားလှမ်း၍ကြည်လိုက်သည်ဦးချစ်စွေလည်း ထို့သို့ပြောနေသည့်ဘုရားမျက်မှောက်ကုန်းလျင်စူးစိုက်ကြည့်ကစူးစိုက်ကကြည်ရင်နားထောင်နေလေသည်ထို့သို့မမျက်လေးချပြန့်မိလိုက်သည်ကိုကပတိန်ကအထိပယ်နားလဲတကယ်သူတဟာဟာရင်နေလေဘာကြောင့်ကြုတ်ကိုဒီလိုသွေးဆောင်ရမှာလဲဟိုမမျက်လေးအားမေးလေဦးချစ်ဆွေမှာမမျက်လေးပြောလင်ဤကိစ္စကိုဝင်ရေးပြောရန်နှုတ်ရနေလေသည်ရှင်နားလဲအောင်ပြောဖို့ရအကျေတဝင့်ပြောဖို့ဖြစ်လာတယ်လူမျိုးတစ်မျိုးကိုဖိနှိပ်ချုပ်ချယ်ပြီးအုပ်ဆိုးတော့ ဖိနေအုပ်ဆိုတဲ့အစိုးရကဒီလိုအုပ်ဆိုတာစိတ်ကောင်းသဘောကောင်းကြောင်ပါဆိုတာအခြားနိုင်ငံတွေကိုအတန်ကောင်းလှင့်ဖို့အတွက်ဒီလိုအရင်းဆိုင်တွေရှာဖို့စုဆောင်ပြီးပြဖို့ရသူတို့ရဲ့အောင်မြင်တဲ့လုပ်ငန်းတရက်ပဲစေတနာကောင်းစိတ်ကောင်းထားပါတယ်ဆိုရင်လူမျိုးတစ်မျိုးကိုနှိမ်ချပြီးမအုပ်ဆိုသင့်ဘူးမြန်မာပြည်မှာနေတဲ့အင်္ဂလိပ်တွေထဲမှာအများအပြားသူတို့သားလင်းတည်တယ်သူတို့သားလင်းတက်တယ်သူတို့သားလင်းနားလဲတယ်သူတို့သားလင်းခံစားထိုက်တယ်မြန်မာနဲ့သူတို့နဲ့အစားချင်းတူတဲ့လူမျိုးမဟုတ်ဘူးအနေချင်းတူတဲ့လူမျိုးမဟုတ်ဘူ တန်းချင်းတူတဲ့လူမျိုးမဟုတ်ဘူးလို့မြန်မာပြည်ရောက်မှာဘဝင်မြင့်သွားကြတယ်။သူတို့ဟာတဲအိုတဲဆုံတဲ့လူတန်းစင်မနေနိုင်တဲ့လူတွေမှာပေါက်ဖွာလာတဲ့ဤပညာလဲတဲ့လူတွေသာမြန်မာပြည်မှာမြန်မာဖြစ်နေရှိစေချင်တယ်။ခုနရေးပိုင်ဟာသူ့လိုပဲရုံးမထိုင်ပြီးရေးပိုင်လုပ်နေတဲ့မြန်မာလူမျိုးသူမပြလို့ပဲ။သူ့ကိုရှစ်ခိုးတဲ့မြန်မာအောက်တန်းစားဆင်းရဲသားကိုဒါမြန်မာပဲလို့ပြတာကြောင့်ကျွန်မဒီလိုပြောရတာပါပဲ။အဲ့လိုရှ िख ိုးတက်တဲ့လူမျိုးတွေပျောက်ကွယ်ပြီးအဆင့်တန်းမြင့်တဲ့အသိဉာဏ်ရှိတဲ့လူမျိုးများမှာ ိတ်ကြောက်တယ်။အောက်တန်းကြတဲ့အထက်ကလူစားတွေယဉ်ကျေးလာမှတိုးတက်လာမှကိုတာပြီးကြောက်ကြတယ်။ရာသမျှနဲ့တင်းတင်းရောက်ရိုက်ပြီးဘာမှမပြောတတ်တဲ့ဒီလိုလူတစုကိုမြေကြီးပေါ်မှာထားပြီးသူတို့ကအင်တန်ကောင်းပြီဆိုတဲ့တိုက်တာအင်အားကြီးနဲ့အင်တန်ချမ်းသာကြွယ်ဝစေနိုင်တဲ့ဆန်းတွေတစ်တွေရေနံတွေမြမအသက်သွေးခဲတွေကိုသူတို့လက်ထဲမှာစုပ်ပြီးအေးအေးလူလူအနှောင့်အယှက်မရှိပဲနေချင်ကြတယ်အုပ်ဆိုးတဲ့အစိုးရကရောလူကုန်ထံအပိုင်းကရောဒီနည်းနဲ့မြန်မာပြည်ရင်းချမ်းရေးကိုတည်တံ့စေချင်ကြတယ် ရှင်လုံးတွေ့ကြရတဲ့ပုံမျိုးတွေမြန်မြန်ကဘာကားတိမလူရိုင်းမျိုးတစ်မျိုးလို့အထင်ရောက်စေမှာသူတို့ရဲ့အုပ်ချုပ်မှုတည်တံ့ခိုင်မြဲဖို့ရှိတယ်။တချို့အင်္ဂလိပ်တွေထဲမှာအင်တန်လူကြီးလူကစိတ်ထားရှိတဲ့အင်္ဂလိပ်တွေရှိပါတယ်။အဲ့ဒီလူတွေကတော့အကြောင်းချက်မှန်ကိုမို့ချစဉ်းစားကြမှာပဲ။ဘလို့လဲဆိုရင်လက်ချေမတန်ဆွမ်းတဲ့မြန်မာလူမျိုးကောင်းကောင်းရှောင်နိုင်ဖို့ရာဒုထောက်ပေးတာ။တို့အင်္ဂလိပ်လူမျိုးပဲမတန်အောင်ရိုက်ချိုးတာလေတို့အင်္ဂလိပ်ပဲလို့ ကပတိန်နဲ့တော့ကမျက်နှာဖြူတယောက်ကသဘောကျရသွားပြီးတဟားဟားကြီးလိုက်ကြလေသည်ဦးချင်းစွေပြေးမှမျက်နှာဖြူမှစိတ်ဝင်စားစွာနားထောင်ရင်းခေါင်းတငိမ့်ငိမ့်လှုပ်လျက်နေသည်ကပတိန်ကမမျက်လေးဟာအင်္ဂလန်နေပညာသွားတင်ဖူးသလားဟူစကားကိုဖြည့်၍မိပြီးအင်္ဂလိပ်စကားပြောကောင်းပုံကိုလွှဲ၍ချီကျူးလိုက်ရာဦးချစ်စွေကလေးလေးနက်နက်ကောင်းမှပြီးတယ်ဟူပြန်၍ချီကျူးတောက်ခံလိုက်လေသည်ဒီလေကအမတ်တမဲမြင်လိုက်ရပြီးခယူမထားခဲ့ရာ ယခုမျက်နှာချင်းဆိုင်ထိုင်ရမှာပြီးရုပ်လက္ခဏာကို ထင်ထင်ရှားရှားမြင်နေရ၏မိမိတွင်ရုပ်ချောသောမိမများကိုမျက်များစွာ တွေ့မြင်ဖူးခဲလာသည်အခါပေါင်းများစွာချောမွေးလာပါသည့်မိမများကို တွေ့မြင်ဖူးခဲစဉ်ကတခါဘူးမျှပေါင်းစု၍မတွေ့မမြင်ခဲရသောလက္ခဏာအင်္ဂါအချက်လက်တို့ကိုယခုမိမတွင်လာ၍စုမြင်တွေ့နေရလေ၏အင်းရွေကြီးခြင်းရဲရင်ခြင်းတိတ်ခါရှိခြင်းတီးကြီးခြင်းဖြောင့်မတ်အတွက်လက်ဖြစ်လက်ခြင်း မဟုတ်မခံစိတ်ရှိခြင်းတို့၏အတိတ်ပဲတို့မှာအီမိန်မှတွင်ပြည့်စုံစွာဖော်ပြလက်ရှိနေခြင်းကြောင့်လေးစားလာသည့်မိန်းမတရားဟုစိတ်ထဲတွင်ဆွဲရေးသွားလေသည်ဘလို့ထက်တန်စားထဲကလည်းဘယ်မျိုးကဖြစ်ပါလိမ့်မလဲဘာကိစ္စနဲ့ဘယ်ကိုသွားမလို့တောက်ထဲလာတာလဲဟုတွေးတော်ပြီတီးချင်စိတ်များဖြစ်ပေါ်လာလေတိုးတော်အီမေးခွမျိုးကိုရိုင်းမိဆို၏မမေးပဲနေယနေ့ညအိတ်ခံထဲသို့မဝင်သေးပဲဦးချစ်စွေသည်တင်မောဦးတွင်ရက်လျက်နေ၏ ပိုခန္ဓာအတွင်းမှစိတ်ကူများကိုရည်တည်နေရကတိုက်ထုံနေလေ။အဆုံးရှိသောကောင်းကင်ကိုလည်းသူမြင်နေရ၏။အဝန်းကျဲသော မြေကြီးကိုလည်းတွေ့နေရ၏။ကောင်းကင်နေမြေကဲ့သို့သူစိတ်ကူများလည်းအပြန့်ကျဲခြင်းတိုင်းကျဲ၍ချဲခြင်းတိုင်းချဲခွင်ရလည်းရှိ။တစ်ချက်တစ်ချက်လေပြည်လေးညင်းကလေးကတဟူဟူတိုက်ခတ်ပြီးနေလေရ။တစ်ခါတစ်ခါစိတ်ကူများမှလေနှင်းရောရဲပါသွားပြီးလင်းချင်ရလွင်ရည်နေလေ။မိမိအားကိုလေးရောက ကျမကိုခွင့်ပြုပါအောင်မုံနှုတ်ဆက်သွား၏သူနှုတ်ဆက်ပုံမှာခံညာလာချေသည်သူလျှောက်ပုံမှာတိမ်မွေးလာလေသည်သူကြည့်ပုံမှာထမြန်လာပြီသူပြောသွားသည့်စကားများမှာလေးနဲ့ချင်းရှိလာ၏မိမိနှလုံးထဲတွင်ထည့်သွင်းထားသည့်ပုံပန်းသဏ္ဍာန်လေးကိုမျက်စိအဝယ်သို့ပေါ်ပေါက်လာစေလေ၎င်း၏ပစ္စည်းများကို အနုနောပနိလောပြန်လည်တုံ့တက်ပြန်၏ကိုနှင့်စိတ်ကိုဆန်းစစ်ကြည့်သည်တိတ္တာထဲကဝိစာများက ထက်တန်ကြာလာသောဝိဇာများအုံဝိဇာများအတုံးတော့အတုံးဆောင်များလည်းထက်တန်ကြသောအုံးစားများကုသိုလ်ကောင်မှုကိုမမေမလျော့ရိုရိုတည်တည်အမျက်တနိုးထားရှိခြင်းကိုကြည်ချင်အပြင်စိတ်ထားမှာထက်တန်ကြပြီးမြင်မြလာသည့်စိတ်ထားပစ္စည်းရှင်ကသူ့အောက်ဖြင့်မယုံနိုင်မဟုတ်ချသူ့လိုမိမမျိုးဖြစ်မှာပဲဒီလိုမိမမျိုးပဲဖြစ်ရမယ်ဆွဲလန်းထားသည့်တိတ္တာရှင်ကိုမမျက်လေးနှင့်တန်းတူထားပြီးနိုင်ရှင်စဉ်စားကြည့်လေသည်ထို့နောက် စိတ်နှလုံးသိမ်ဝေစွာဖြင့်ခေါင်းကိုညင်သာစွာညှိရနေလေသည်။နနက်တွင်အိတ်ခမ်းတကားကိုဖွင့်ပြီးထွက်လိုက်သောအခါအခန်းကြီးမှလင်းနေလေသည်။ဖိုးဖွေးဖြူနေသောသမင်းစပွဲခင်းကြောင့်အခန်းမှလင်းတထက်လင်း၍နေ။တဖိဖိတလက်လက်ဖြင့်ရောင်ထွက်နေသောဇွန်ခရင်သားများသည်စပွဲပေါ်တွင်အတစ်ဆက်ဆက်ကဲ့သို့မှတ်တင်ရလေသည်။တကားကိုနောက်ပြန်ဆွဲစီရင်းကဆန်နီယာတောင်နာစီသို့မျက်စိရောက်၍သွားလေ။ ပြာနုနုအင်ဂျီနီအပြာရင်ဘုဒ္ဓမင်းကိုဝစီမြန်ကစန္ဒယာကုံတွင်လာတင်ထားသည့်ရုပ်ခုကိုကင်တွဲကြည့်နေသောမမျက်လေးကိုတွေ့ရလေမလုံးမရွှဲညင်ညင်တသက်ဖြင့်ကြည်နေပုံကိုဘေးတိုင်းမြင်နေရသည်အယုတ်တွင်ထူးစိတ်ဝင်စားနေသည်ကို တွေ့ရလေသည်အယက်မြင့်ခြင်းကိုမသိသာကိုလုံးကိုထဲကလေးထွက်ရည်နေသည်ဖြူပွေးတွေ့တန်းသောနာတန်ကလေးကမျက်နှာရည်လာကိုဘေးတိုင်းထင်ထင်လင်းလင်းပြနေလေသည် မမျက်လေးနာမဖြက်ကဆူဖာများရှိရာသို့သွားရထိုင်လိုက်သည့်တိုင်မမျက်လေးသည်ဦးချစ်စွေအားလှည့်၍လဲမကြည့်လမ်း၍လဲမကြည့်ရုပ်ကိုသာလျှင်စိုက်ကြည့်နေသည်အယုတ်ကလေးကိုနေသားတကြပြန်ထားလိုက်ပြီးမှပြီဦးချစ်စွေကိုလှမ်း၍ပြုံပြလိုက်ပြီဦးချစ်စွေနေရှိကလထိုင်တွင်လာ၍ထိုင်လိုက်သည်ကျမတို့ဘပူးလက်ရရဲဟာတည်တည်ချာချာကြည့်လေအနုစိတ်ကြည့်လေဘလောက်လက်ရမြောက်တယ်ဆိုတာတွေ့ရလေလေပါပဲ။ ဆန်ရီယာပေါ်မှာရုပ်ကလေးကိုနှစ်ယောက်စလုံးပြိုင်သူလမ်းကြည့်ကြသည်ဟုတ်ပါတယ်လူမျိုးတစ်မျိုးရဲ့ရာဇဝင်ကြောင့်ဟာသူတို့လက်ရာမှာရှိတာပါပဲကျမမမွေးခင်ကကိုရှိနေတဲ့ထမင်းစားခန်းထဲမှာထားတဲ့လိုက်ကကြီးဟာငငယ်တုန်းကတော့အမှတ်တမဲ့ပါပဲကြည်ပြင်းလို့ចောင်းမှနေတော့မှចောင်းအားပြန်လိုက်ဒီလိုက်ကကြီးကိုပဲတွားကြည့်ရတယ်လိုက်ကတစ်ခုလုံးကိုဝိတူရဇက်ရုပ်လုံးဖော်ထားပြီးရုပ်လုံးဖော်ပြီးထားပါတယ်လက်ရာတွေဟာကြည့်လို့မတင်းတိမ်နိုင်လောက်စိတ်ရှည်လက်ရှည်ထုထားတာပါပဲ ။အော်အော်ဟုတ်ကဲ့တော်တော်ပဲကောင်းပါပဲနေတော့ဘယ်မှာနေပါသလဲ။ကျမတို့မောလမြိုင်မှာနေပါတယ်။ဒီရနာမည်ဘယ်လိုခေါ်ပါသလဲ။ချစ်ဆွေ။အော်ဦးချစ်ဆွေဘယ်မှာနေပါသလဲ။အခုတော့ပသိမ်မှာပါပဲ။အစိုးရလုံးနဲ့ထင်ပါရဲ့။အစိုးရလုံးဟာအနေနဲ့တော့နှံ့တာပါပဲ။ဟုတ်ပါတယ်။နေပိုင်ဝင်ထောက်လုပ်ပါပဲ။ပြောင်းရတဲ့မျိုးတော့တော်တော်များပါပြီ။မော်လမြိုင်ဘက်တော့မရောက်သေးပါဘူးမော်လမြိုင်ဘယ်နားစီမှာနေပါသလဲ ကျမတို့အခုတော့တံဖြူစက်နာခြံထဲမှာပဲနေပါတယ်ရဘာခြံကိုတီးစားမချပါဘူးကိုယ်တိုင်ပဲလုံလို့ခြံထဲကအိမ်ကိုပဲပြောင်းနေပါတယ်မြို့ထဲမှာမဟုတ်ပါဘူးဒါလည်းကောင်းတာပါပဲတခဏတိတ်ဆိတ်သွားလေနှစ်ယောက်စလုံးပင် တွင်းနေတကယ်တော့ငြိမ်နေလေသည်မမျက်လေးမှာမိဘလက်ငုံလက်ရများကို တစိမ့်စိမ့်ပြန်၍တွေးကြည့်နေလေသည်ဦးချစ်စွေကမမျက်လေးဤပွန့်ပွန့်လင်းလင်းတော်တော်လက်လက်ပြောသားသည့်အချက်လက်တွေတည်းသည် မိမိမိချင်းတော်မိခွန်များကိုမိရကောင်းကောင်းစင်စားနေလေသည်အခုဘယ်ကိုသွားမလို့ပါလဲကျမရည်နံချောင်းကိုသွားမလို့ပါကျွန်တော်လည်းရည်နံချောင်းသွားမလို့ပါပဲခကြီးချင်းတူတူပဲဟိုပြောရည်ပြောလိုက်ပြီလေမျက်နာမူရာတင်မောဦးဘက်သို့လောက်ချီလျက်နေလေသည်မမျက်လေးလောချီရဘက်သို့လှည့်ကြည့်လိုက်တော့ကမြတ်တလုံးစည်ဒီကိုမြင်ရ၍မခွေးရောက်နေပြီကိုသိရလေသည်ထို့အတွင် ုံနှင်းရောက်ထွက်လာကြသဖြင့်ဇဝဲတို့သွား၏ဝိုင်းထိုင်းကြကနနက်စာစားကြလေမိမိကြောင့်ကိုမမျက်လေးနှစ်နှိုက်ချွချွတီးချင်းမြင်မတီးချင်းမြည်ကို မတီးနိုင်တော့လေမိမိမှာမမျက်လေးအားတီးချင်းတယ်လို့မတီးရသေးသဖြင့်စကားဖြတ်ကထားခဲ့ရသည်ကိုအောင့်တသက်ဖြစ်နေလေသည်ဦးချစ်စွေကိုမျက်နှာဖြူများကမြဝကျွန်းပေါ်အရက်ဒေသများကိုမင်းနေသဖြင့်ပသိဟင်းတတာညောင်းများမအူပင် စာတိမျိုးများကိုခီးစင်နေတော့ကပြောပြ၍နေရသည် လေပြဿနာစဘာပြဿနာမြမပြည်ဤလက်ရှိချင်းနေများကို စကားရောက်ရင်းနေရပုံများမှာစိတ်ဝင်စားကနားဆိုင်လျက်အစားကိုပင်အာယုံထား၍မစားကြပြီ မမျက်မမျက်လေးလည်းငြိမ်သက်စွာဆိုင်းရင်မှာနားထောင်ရင်းနေလေသည်ပြီးလက်တွင်လက်မြေဆိုင်ပုံနှင့်မြမပြည်တွင်လက်မြေဆိုင်ပုံများခွာချပုံချက်လက်တွင်ကိုဆုံ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 လင်းလင်းပြောကားပြသည်ဖြင့်မိမိတို့ပြီးလက်သားဖြစ်လင်းကစားအသေးစိတ်ဤကဲ့သို့မတိခဲ့သောထုံဝင်ခံနေလေသည် ထို့ပြင်ဦးချစ်စွေရမိခွန်မျိုးမျိုးထောက်ရနေလေသည်ဝိုင်းကလားများအလုံးတိမ်သွားကုန်တီးတိုင်းဝိုင်းမှာမထားကြသေးပဲဦးချစ်စွေရစကားကိုဆက်လက်၍စိတ်ဝင်စားနေလေသည်ဦးချစ်စွေမှာမြမပြည့်ရဲ့အကြောင်းကိုရာဇဝင်တစ်ဆောင်စာလောက်ရှင်းလင်းပြောပြနေရလေမမျက်လေးသည်ဦးချစ်စွေအားကြည့်၍ဦးချစ်စွေရေးစကားများကိုစိုက်နာထောင်နေလေသည်ဆောစောကမိမိဘဘူးပညာကြောင့်ပြောကြမိစဉ်ကစိတ်ဝင်စားသလိုနားထောင်ရုံနားထောင်ခဲ့ပုံနည်း ယခုတည်းမှာပပုပယံပကြီးပန်းတယ်အတက်ပညာတို့ကိုအနုစေရေတခန္ဓနာပြောကြနေသည်ဖြစ်ခြင်းကြောင့်ဤဘက်တွင်ဝါသနာလိုက်စားမယ်ဘုံဝင်ကြီးပေါ်လာရကမမျက်လေးတွင်အာအာတင်းရေသွားပြီလေစိတ်နေသဘောထားလေးစားလိုက်တော့လေးစားလောက်တော့သူတရားဟိုစိတ်ထဲတွင်ချီကျူးမိလေစိတ်သဘောလုံးတိမ်မွေနူးညံ့သူတို့ဖြစ်ကြောင်းတထိုင်တဲ့ကောင်းကောင်းကြီးတည်သွားလေသည်ဤတွင်မှဥချစ်စွေယောက်ျားပီသားတို့တွင်ကိုမြင်၍လာလေ မမှန်ရာကိုမပြူမှန်ရာကိုသာပြူ၏မဟုတ်လေမခံမဖြစ်လေမနည်းစသည်တစ္ဆာသမားဒီနေပညာဆွဲတက်တီတို့မှာမျက်နာတွင်ပေါ်၍နေလေမျက်နှာသာကြည်ကြည်နေစိတ်နေတိမ်မွေးအမှုရာညင်တာသောသူကိုယခုပင်ထူးထူးခြားခြားတွေ့ရဖူးသည်ဟုအောင်မိလိုက်လေသည်ကိုစီကိုစီကိုခံတဲ့တော်ဝင်ကြ၏အိတ်သူ၏စာဖတ်သူဖန်နေတနေ့ခင်လောက်ချိန်ကိုဖြုံးရနေကြလေသည် ဦးချစ်စွေသည်နဖူးပေါ်တွင်လက်တွင်အိတ်ဆွေနှင့်ပက်လက်လှန်နေလေ။တင်မောကြီးမှာမိုးတိမ်ကင်း၍ဖြူပြလင်းနေသောကောင်းကင်ကောင်းကင်ခွင်ထဲသို့တရွေ့ရွေ့တိုးခုံနေတကယ်သူ။မိုးကောင်းကင်ကိုသာလင်းတရွေ့ရွေ့မြင်နေရသည်။ညီငွေ့ဆရာကောင်းသည့်ဤခရီးတွင်တစ်တာတစ်လုံးနှင့်မမျက်လေးသာမပါခဲ့လေ။ညီမအပြင်းဆရာကောင်းမြီကိုစောစောကမစင်စားမီပဲယခုမှပင်စင်စားချီလေသည်။အိတ်စင်မာထကတစ်တာကိုဖွင့်ရင်တည်တည်တတ်တတ်ရှင်းပြေထက်ကြီးပြန်၏။ အရှင်ကင်းမဲ့နေသောပစ္စည်းများကိုတယူတရာလုံရင်းနေသည်မိမိတစ္ဆာထဲသို့ပြောင်းရရောက်နေကြသည်ကိုစိတ်ထဲတွင်ထူးထူးခြားခြားကြီးဖြစ်ရနေလေသည်တယူတသည်ပြန်၍တော့ပိတ်လိုက်ပြီးနောက်အိတ်စင်ပေါ်သို့ပြန်လဲပြီးလေမုံမြမြချုပ်ရန်ဆူတောင်းမိလေသည်နားစင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောင်လာမယ့်ပိုင်ဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော်